်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမအဦးဆုံးဘုရားသခင်ရဲ့ခြေကြွတော်ကိုချီးမွမ်းပါれဘုရားသခင်အခွင့်၌ဝမ်းမြောက်ပါဆိုတဲ့ကောင်းစဉ်နဲ့နေဟိမိမတ်စာအခန်းကြီး၈အငယ်၁၀ကိုဆင်ခြင်သွားခြင်းပါれတွားကြလော့ မြင်းစွာသော အစာကိုစားကြလော့ချူသောအရေကိုတောက်ကြလော့ဆင်းရဲသောသူတို့အားဝေမျှကြလော့ဤသည်နေ့ရက်သည်ငါတို့ဖျားရှင်အဖို့တန်ရှင်ဤဝမ်းမနေကြနှင့်ထာဝရဖျားပေးတော်မူသောအခွင့်နှင့်အာယူ၍ဝမ်းမြောက်ကြလော့ဟု လူအပေါင်းတို့အားဆိုကြ၏ခရိယံဘဝဆိုတာကဝမ်းမြောက်စရာဘဝတစ်ခုပဲဖြစ်တယ် အဲ့ဒီဝမ်းမြောက်ခြင်းကဒီကနေ့အတွက်ခွန်အားနဲ့မနေ့ပြန်အတွက်မျောလင့်ချက်ကိုပြီးတယ်ကိုတော်နဲ့မိတ္တရာဖွဲ့ပြီးတော့ရှောက်လန်းတဲ့အခါကိုတော်ရဲ့ဝမ်းမြောက်ခြင်းကကျွန်တော်တို့ရဲ့နှလုံးသားကို ပြည့်စေတယ်အခုနေဟိမိမတ်စာတွေမှာဘုရားသခင်ရွေးကောက်တဲ့ဣတလာလူမျိုးတွေဟာသူတို့ရဲ့အတိတ်ကအပြစ်ကြောင့်ပြင်းနင်တန်ခံခဲ့ရတယ်နေဟိမိကလူတွေကို စုဝေးစေပြီးတော့ယေဘုဟိတ်တွေကစံစာကိုဖတ်ကြတယ် လူတွေဟာပြားသခင်ရဲ့နှုတ်ကပတ်တော်ကိုဖတ်ရှုခြင်းကိုမတမ်းရတာကြာမြင့်ခဲ့ပြီဖြစ်တယ်။အခုမှကိုရောရဲ့နှုတ်ကပတ်တော်ကိုကြားတဲ့အခါမှာသူတို့ဟာဝမ်းနဲ့ကြေကွဲစွာငိုကြွေးမိတမ်းခြင်းနဲ့တုန်ပြန်ကြတယ်။နေဟမိကလူတွေရဲ့ရှေ့မှာရပ်ပြီးတော့ထူးဆန်းတဲ့အမိတ်တစ်ခုကိုပေးခဲ့တယ်။သူတို့ဝမ်းနဲ့ငိုကြွေးခြင်းကိုရပ်တန့်ပြီးတော့မြိန်နဲ့အစာကိုစားဖို့ခြုံတဲ့အရေကိုတောက်ဖို့ဆင်းရဲတဲ့သူတွေကိုဝေမျှဖို့ ဒီနေ့ဟာဘုရားသခင်အဖို့တန်ရှင်းတဲ့အတွက်ဝမ်းမနေပဲနဲ့ဘုရားသခင်ပေးတဲ့အခွင့်နဲ့အာယူပြီးတော့ဝမ်းမြောက်ဖို့လူတွေကိုဆိုပါတယ်သူတို့ကဘုရားသခင်ပေးလာတဲ့ခွင့်လွှတ်ခြင်းနဲ့ပြန်နဲ့ထူထောင်ခြင်းကိုဂုဏ်ပြုဖို့ပဲဖြစ်တယ်ဒီအဖြစ်အပျက်က ကျွန်တော်တို့လူအမြင်လူအတွေးအခေါ်နဲ့ဆန့်ကျင်ဘက်ဖြစ်တယ်လို့ထင်ရပါတယ်ကျွန်တော်တို့လူအနေနဲ့အပြစ်ကိုခံယူရတဲ့အခါမှာကျွန်တော်တို့ပထမဦးဆုံးတုံ့ပြန်မှုဟာအပြစ်ရှိခြင်းနဲ့ ရှက်ကြောက်ရှက်ယွံ့ခြင်းပဲဖြစ်တယ်။ပွေးခံခြင်းနဲ့ဝမ်းမြောက်ခြင်းကကျွန်တော်တို့ပထမဦးဆုံးပေါ်လာမယ့်စိတ်ထဲမှာပေါ်လာမယ့်အရာမဟုတ်ပါဘူး။ကျွန်တော်တို့နောင်တရမှုအတွေ့ပရောဖက်ရဲ့တုံ့ပြန်မှုကခွင့်လွှတ်ခြင်းနဲ့ပြန်လည်ထူထောင်ခြင်းပဲဖြစ်တယ်။ပြာဒခင်ကကျွန်တော်တို့ကိုနောင်တရပြီတော့ပြာဒခင်စီကိုပြန်လာခြင်းအတွက်ဝမ်းမြောက်တော်မူပါれပြာဒခင်ရဲ့ဝမ်းမြောက်ခြင်းကခွန်အားပဲဖြစ်တယ်။သခင်ယေရှုခရစ်တော်ကဝမ်းမြောက်တဲ့ပုဂ္ဂိုလ်တူဖြစ်တယ် ယောဟန်အခန်းကြီး15အငယ်17မှာသင်တို့၌ငါဝမ်းမြောက်เสียအကြောင်းတည်စေခြင်းငါ၎င်းသင်တို့ဝမ်းမြောက်เสียအကြောင်းဆုံးနေစေခြင်းငါ၎င်းဤစကားကိုသင်တို့အာငါဟောပြောဤလို့ဆိုထားတာကသခင်ယေရှုခရစ်တော်ကတပည့်တော်တွေကိုတုံသင်ပေးခဲ့တဲ့အရာအားလုံးဟာကိုရောရဲ့ဝမ်းမြောက်ခြင်းသူတို့မှာရှိနေပြီးတော့သူတို့ရဲ့ဝမ်းမြောက်ခြင်းပြည့်စုံဖို့အတွက်ဖြစ်တယ်လို့ပြောခဲ့ပါတယ် ဘုရားသခင်ရဲ့ဝမ်းမြောက်ခြင်းဆိုတာကဘာကိုဆိုလိုနေတာလဲဘုရားသခင်ကိုတိကျွမ်းခြင်းဟာဝမ်းမြောက်ခြင်းဘဝရဲ့အစပဲဖြစ်တယ်ဘုရားသခင်ကကျွန်တော်တို့အပေါ်မှာဝမ်းမြောက်ပါတယ်ဥပမာအနေနဲ့ကျွန်တော်တို့မှာတာသမီရှိမယ်ဆိုရင်သူတို့ဟာကျွန်တော်တို့မိဘဘဝရဲ့ဝမ်းမြောက်ခြင်းဖြစ်တယ်မြေးတွေရှိမယ်ဆိုရင်မြေးတွေဟာကျွန်တော်တို့ဘဝရဲ့ဝမ်းမြောက်ခြင်းဖြစ်တယ်သူတို့ရဲ့အောင်မြင်မှုအတွက်ကျွန်တော်တို့ဂုံယူနေပြီးတော့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေကိုသူတို့ရဲ့အကြောင်းကို ွားဝါရတာကိုနှစ်သက်ပါတယ်လူသားဖခင်တယောက်ကဝမ်းမြောက်ပြီးတော့သူ့ကလေးတွေအတွက်ဂုံယူတယ်လို့မျိုးပဲဘုရားသခင်ကလည်းဝမ်းမြောက်ပြီးတော့သူ့သားသမီးတွေအတွက်ဂုံယူပါတယ်သူ့သားသမီးတယောက်အနေနဲ့ကိုရောဟာကျွန်တော်တို့အပေါ်မှာဝမ်းမြောက်ပါတယ်ဘုရားသခင်ကကျွန်တော်တို့အပေါ်မှာဝမ်းမြောက်ခြင်းကိုသိရခြင်းကမနဲ့ပြန်ကိုရင်ဆိုင်ဖို့ခွန်အားနဲ့ရဲစွမ်းတတ္တိကိုပေးပါတယ်ကိုရောရဲ့ဝမ်းမြောက်ခြင်းကကျွန်တော်အထဲမှာ ိန်းဝတ်နေပြီးတော့နားမလည်နိုင်တဲ့ဝမ်းမြောက်ခြင်းကိုပြီးတော်မူတယ်။ကျွန်တော်တို့ရဲ့ဝမ်းမြောက်ခြင်းဟာကျွန်တော်တို့ရဲ့အခြေအနေပေါ်မှာမူမတည်ပါဘူး။ဘုရားခင်ရဲ့ဝမ်းမြောက်ခြင်းကကျွန်တော်တို့ဟာဘုရားသခင်ရဲ့အတူအရာအလုံးကောင်းမွန်စွာ ရှိနေကြောင်းသိရှိနားလည်ထားခြင်းအပြင်အတွင်းစိတ်ငြိမ်းချမ်းမှုကနေလာခြင်းဖြစ်တယ်။ဝမ်းမြောက်ခြင်းဟာဘုရားသခင်ကကျွန်တော်ရဲ့ကောင်းကျိုးအတွက်လှုပ်ဆောင်နေတယ်ဆိုတာကိုယုံကြည်စိတ်ချမှုဖြစ်တယ်။ ပြသခင်ရဲ့ဝမ်းမြောက်ခြင်းဟာကျွန်တော်စိတ်နှုံးကိုဝမ်းနည်းခြင်းကနေကျူးရောချီးမွမ်းခြင်းနဲ့ဝတ်ပြုကိုးကွယ်ခြင်းကိုမြင့်တင်ပေးတယ်။ပြသခင်ရဲ့ဝမ်းမြောက်ခြင်းကဒီနေ့ကျွန်တော်ရဲ့ခွန်အားဖြစ်တယ်။ဒါကြောင့်ဒီနေ့ဆင်ခြင်တဲ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ဝန်ခံအသက်ရှင်နေကြဖို့ကဒီနေ့ကျွန်တော်တို့မှာဝမ်းမြောက်ခြင်းရှိတယ်။ကျွန်တော်ရဲ့ဝမ်းမြောက်ခြင်းကကျွန်တော်အခြေအနေအပေါ်မှာမူမတည်ဘဲနဲ့ပြသခင် အပေါ်မှာပဲမူတည်တယ်။ ကောင်းကင်ဘုံရှင်အဖပါရခင်ကဒီနေ့ကျွန်တော်တို့အပေါ်မှာဝမ်းမြောက်တော်မူတယ်။ပရခင်ရဲ့ဝမ်းမြောက်ခြင်းကကျွန်တော်တို့ရဲ့ခွန်အားပဲဖြစ်တယ်။ဂျာနာရှင်ခြင်းကတဲ့သူတိုင်းပရခင် အခွင့်နဲ့နေ့စဉ်ဝမ်းမြောက်ခြင်းနဲ့ပြည့်စုံစေနေဖို့ပရခင်အတ္တတဖန်ကောင်းချီးပေးပါစေ။အာမင်။ ခွန်အားတဲ့နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆိုအပ်ပါသည်